ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူဝမချန်ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဂျွန်လ3ရက်နေ့ရဲ့မနက်ခင်းပိုင်းရထားတဲ့အပြောင်းရွှေ့နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်တို့တင်ဆက်ပေးသွားပါမယ်အတင်းပေါင်းစုံကအပြောင်းရွှေ့တွေမှာခက်သွက်သွက်ဆိုသလိုလှုပ်ရှားလာရပြီဆိုတော့အပြောင်းရွှေ့သတင်းတွေကလည်းရောက်ရှောက်ဆိုသလိုကျွန်တော်တို့တက်နေလာဆိုတော့အဲ့ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါပထမဆုံးအနေနဲ့ကတော့ Manchester United ရဲ့တိုက်စစ်ကစားသမားဖြစ်သူ Marcus Rashford ကိုခေါ်ဖို့အတွက် အင်တာမီလန်ဟာစိတ်ဝင်စားမှုတွေရှိလာပြီးတော့နွေရာသီအပြောင်းအရွှေ့မှာတကယ်ကျိုးပန်းလာနိုင်နေဆိုပြီးတော့ကျွန်တော်သတင်းတွေကဖော်ပြလာတယ်။ Market Stretch ဘုကဒီ Aston Villa ကိုသူအငှားနဲ့ရာသီဝက်သွားပြီးတော့ပြီးခဲ့တဲ့ရာသီကကစားတယ်။ဆိုတော့ Aston Villa မှာလည်းပေါင်သန်း40နဲ့အပြည့်အဝခေါ်ယူမဲ့အခွင့်အရေးကျွန်တော်ရှိခဲ့တယ်။ကံမကောင်းစွာနဲ့ Inter ကဒီ Champions League ဝင်ခွင့်ကိုပွဲစဉ်38နောက်ဆုံးပွဲမှာထပ်တီးတီးလေးလွဲခဲ့ရတယ်ဆိုတော့ Marcos Asensio တို့ မာကတ်စတရက်ရှ်ဘူးတို့မျိုးအငှားလာကစားတဲ့ကစားမတွေကိုခေါ်ဖို့ကမဖြစ်နိုင်တော့ဘူးဆိုတော့အက်စတိုမီလာကရက်ရှ်ဘူးကိုခေါ်ဖို့လက်လျှော့သွားပြီးတော့မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကလည်းအမ်မိုရင်းရဲ့လက်အောက်မှာရက်ရှ်ဘူးကိုဆက်ထားဖို့ဆိုတာတဲ့ပေါင်သန်း40နဲ့အပြည့်သက်ရောင်းဖို့ကိုပဲကျွန်တော်သာပြင်ဆင်ထားတယ်ဒါကြောင့်ပေါ့နော် Rashford နဲ့ Pedro ဒီညရာဒီအပြောင်းရွှေ့မှာတောက်လျှောက်ဆိုသူတို့ကျွန်တော်ကသတင်းတွေကျွန်တော်တက်နေတယ်ဒီထဲမှာမှာ Barcelona တို့လည်းကျွန်တော်တို့ပြီးခဲ့တဲ့နေ့တွေကသတင်းတွေတက်ထားတယ်လို့အခုဆိုရင် ်အင်တာမီလန်ရဲ့ဘက်ကလည်းမာကတ်စထရစ်ဘူကိုခေါ်ဖို့အတွက်စိတ်ဝင်စားမှုတွေရှိနေတယ်ဆိုပြီးတော့ကျွန်တော်ဖော်ပြလာတယ်။ဆိုတော့ဒီအင်တာရဲ့ဘက်ကတော့ဒီညွေရာဒီပြောင်းရွှေ့မှာ နီးပြပြတဲ့အင်ဇာဂီကလည်းအပြောင်းလဲတွေကျွန်တော်ဖြစ်ဖို့များတယ်။အင်ဇာဂီဟာကျွန်တော်ဒီဘယ်လိုပြောမလဲ sorry အာရိပြကိုသူပြောင်းဖို့ရှိနေပြီတော့ဗောနော်အဲနီးပြအပြောင်းလဲရှိပြီဆိုတော့ကစားခွက်တွေပါအပြောင်းလဲရှိဖို့ မှန်ထားတယ်အဲ့ဒီတော့ market stretch ဖို့လို့တိုက်စစ်မှုလေးကစားကစားနိုင်တဲ့ winger ဆက်ဖြစ်လေကစားနိုင်တဲ့ player မျိုးကိုစိတ်ဝင်စားနေတာ United ရဲ့ဘက်ကလူချင်းနေဆိုတော့ပေါင်တန်40ကိုပေးပြီးတော့ခေါ်မလားဆိုတော့စောင့်ကြည့်ရပါမယ်လက်ရှိအချိန်မှာတော့ Inter Milan ရဲ့ဘက်ကတော့ market stretch ဖို့ကိုအမှန်ကန်ခေါ်ဖို့အတွက်လက်ရှိပြင်ဆင်ထားတဲ့အသင်းတွေမှာကျွန်တော်ပါတယ်တရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်လာမလားဆိုတော့စောင့်ကြည့်ရတော့မှာပါနောက်ထပ်တစ်ယောက်ကတော့ Bayern Munich ရဲ့တောင်ပံကစားမဖြစ်သူ Kingsley Coman ပါ ဟို Parisio Romano ရဲ့ဖော်ပြချက်အရ Kingsley Coman ကဒီနွေရာဒီအပြောင်းရွှေ့မှာ Bayern Munich ကနေပြီးတော့ထွက်ခွာဖို့အတွက်ပြင်ဆင်ထားတယ်လို့ကျွန်တော်သိရတယ်ဒီတော့ Coman နဲ့ပတ်သက်လို့စိတ်ဝင်စားတဲ့အသင်းတွေများနေပြီးတော့အဲ့ဒီတဲကမှ Barcelona ဟာလည်း left wing ကတယောက်ကိုအစားထိုးဖို့ရှိနေတယ်ဆိုတော့ Coman ကိုမျက်စိကျနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်သူမတိုင်ခင်ကတော့ Marcus Rashford တို့ Luis Diaz တို့ကဒီ Barcelona အသင်းရဲ့ထိတ်တန်းပြတ်မှတ်တွေထဲမှာပါတယ် ဒါပေမဲ့လို့ပေါ့နော် Louis Diaz ကကျွန်တော်တို့ဒီ sorry Arabia Club ဒီကိုပြောင်းဖို့နီးစပ်လာတာ market strategy ရဲ့အပြောင်းအရွှေ့ကလည်းစိတ်ဝင်စားပြီးမဲ့သူတို့ဘက်ကထိရောက်တဲ့ကံလန်းမှုတွေမလုပ်ရသေးတာနဲ့နောက်ထပ် ပြစ်မှတ်တွေကလည်းကျွန်တော်တို့ဖြည်းဖြည်းချင်းပေါ်လာတဲ့အနေအထားမှာ Louis Diaz ဒီ Kingsley Coman လည်းပါလာတာဖြစ်တယ် Bayern Munich ရဲ့ဘက်ကတော့ left wing ကတယောက်ကိုသူတို့ခေါ်ဝေးကျူးပန်းနေတာမှန်ပြီးမဲ့လို့ပေါ့နော်ဒီနေရာမှာဟို Coman တို့ဘာလို့ကို အဲအသင်းကနေပြီးတော့ထွက်ခွာခွင့်ပြီးပြီးမှနောက်ထပ်တစ်ယောက်နဲ့သူတို့ပြန်အစားထိုးဖို့ကြိုးပမ်းမယ်သဘောပါလီရိုင်းစာနီကလည်းသူ့ရဲ့အနာဂတ်ကဘာမှန်းကျွန်တော်မသိသေးသလိုကူမန်ရဲ့အနာဂတ်ကလည်းဘာမှန်းကျွန်တော်မသိတော့ဘူးဒီတော့ပေါ့နော်ဖာဘရီโซရူမနိုရဲ့ပေါ်ပြကြရာကင်းစလီကူမန်ကတော့ဘိုင်ယန်မြူနစ်ကနေပြီးတော့ဒီနွေဒီအပြောင်းအရွှေ့မှာထွက်ခွာမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်နောက်ထပ်သတင်းတစ်ခုကမန်ချက်စတာစီးတီးပါမန်ချက်စတာစီးတီးနဲ့အိန်နူရီရဲ့အပြောင်းအရွှေ့ဟာမကြခင်မှာဖြစ်တော့မယ်ဆိုပြီးတော့ပြီးခဲ့တဲ့နေ့တွေက တရင်နေတဲ့ကြောင့်တက်လာအပြီးမှကစားမဖြစ်သူရဲ့ဘက်ကတော့ Twitter ပေါ်မှာလက်ရှိအခြေအနေမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ဒါ international အသင်းအတွက်ပဲသူလုံးဝအာယုံစိုက်ထားသေးပြီးတော့ဗောနော်ကျန်တဲ့အရာတွေသူဘာမှကောင်းနေမှာမရှိသေးဘူးအပြောင်းရွှေ့နေတဲ့ပတ်သက်ပြီးလဲဘာတွေဆက်ဖြစ်မှန်းသူမသိသေးဘူးဆိုပြီးတော့ကျွန်တော်တုံ့ပြန်ထားတယ်ဆိုတော့လက်ရှိအင်နူရီနဲ့ပတ်သက်တဲ့ Manchester City ရဲ့အပြောင်းရွှေ့တွေကတကယ်ကိုဖြစ်လာပါမလားဆိုတဲ့တန်တရားတွေကျွန်တော်ဝင်လာကြတာဗောလေဒါပေမဲ့လို့ ဒါပေမဲ့စတင်ရရပူရဆိုလို့ရှင်တော့အဲ့နူရီနဲ့မန်ချက်စတာစီးတီးရဲ့အပြောင်းအရွှေ့ဟာဖြစ်ဖို့အတွက်ကျွန်တော်အစ်တပ်အနေငယ်ပဲကျွန်တော်ကြံပါတော့တယ်။ကစားမဖြစ်သူကိုယ်တိုင်ကလည်းမန်ချက်စတာစီးတီးကိုပြောင်းမယ်ဆိုတဲ့မီးစိန်ညိုသူပြထားပြီးတော့ဝူဘာဟန်တန်နဲ့မန်ချက်စတာစီးတီးကြားမှာလည်းပြောင်းရွှေ့ခြင်းအရာသဘောတူညီမှုရဖို့အတွက်အတိုင်းအတာတစ်ခုဒီအခြေအနေကောင်းနေတယ်ဆိုတဲ့သတင်းတွေနဲ့ကျွန်တော်သိထားရတယ်။ဒီတော့ဗောနော်ဒီကစားမဖြစ်သူတွေတဲ့ Algeria တောက်ဒီဘယ်နောက်ခံကစားမဖြစ်သူတွေ Manchester City ကိုပြောင်းဖို့ကဖြစ်နိုင်ခြင်းအများကြီးရှိနေပါတယ်။ ဂွာဒီယိုလာကိုယ်တိုင်ကလည်းလက်ရှိမှာဘေနောက်ခံလူနေရာကိုအမှန်ကန်အစားထိုးဖို့เนาะကျွန်တော်တို့ဒါပြုလုပ်ထားနေပြီးတော့ဝူဘန်တန်တင်းကစားမဖြစ်ဒီကိုသူတော်တော်လေးသဘောကျနေတာကြောအိနူရီဒီမန်ချက်စတာစီးတီးနဲ့ပတ်သက်တဲ့အပြောင်းရွှေ့ကိစ္စတွေကိုညှင်းဆို့ထားတယ်ဆိုပေမဲ့လို့ပြောင်းရွှေ့ဖို့တော့တအားကိုကျွန်တော်တို့ဒါအခြေအနေကောင်းလာပြီပေါ့နော်ရလောတော့ဒီမှာမန်ချက်စတာစီးတီးကအိန်နူရီကိုကျွန်တော်လာမယ့်ရက်ပိုင်းအတော်တွင်မှာပဲအပြည့်သက်ခေါ်နိုင်မယ့်အခြေအနေမျိုးပါနောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့ အင်တာမီလန်အသင်းရဲ့ဘက်ကပဲတိုက်စစ်ကစားမှဖြစ်တဲ့ရက်စမတ်ဟွိုင်လန်ရဲ့တာဝန်ရှိသူတွေနဲ့အခြေဆက်တင်ရှိနေတယ်ဆိုပြီးတော့ကျွန်တော်တို့သတင်းတွေကပေါ်ပြလာတယ်။ရက်စမတ်ဟွိုင်လန်ကအီတလီမှာတော်တော်လေးကိုအသားကျခဲ့တဲ့ကစားမတစ်ယောက်ဖြစ်ပြီးတော့မန်ချက်စတာယူနိုက်တက်ကနေလည်းဒီနွေရာသီအပြောင်းရွှေ့မှာလက်လွတ်ဖို့အတွက်ပြင်ဆင်ခြင်းခံထားရတဲ့ကစားသမားပါ။တိုက်စစ်မှုစစ်စစ်တယောက်ယူနိုက်တက်မှာထပ်ပြီးတော့အားပြဖို့အခြေအနေရှိတယ်လို့လက်ရှိဇစ်ဇီနဲ့ဟွိုင်လန်နှစ်ယောက်ထဲကတယောက်ကိုထုတ်ဖို့ကြံနေတဲ့မှာ ရက်စမန်ဝှိုင်လန်ဒီအဓိကရောင်းချခံရမယ့်ကစားမဖြစ်ကျွန်တော်မြင်နေရတယ်။2023ခုနှစ်ကပေါင်82တန်နဲ့ပေးပြီးတော့ခေါ်ခဲ့ရတဲ့ဝှိုင်လန်ဟာဘာမှအထူးထူးခြားခြားတိုးတက်တာတွေလုံးပြထားနိုင်ခြင်းမရှိသလို95ပွဲပရီးမီးယားလိမှာကျွန်တော်အနေနဲ့ဒါ26ကိုပဲတွင်းထားတော့တော်တော်လေးကိုယုံကန်တဲ့ယာစီတစ်ခုကိုပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ပြောရမယ်။အဲကြောင့်ပေါ်လက်ရှိမှာအီတလီမှာကျင်လည်ပြီးသားအဆင်ပြေပြီးသားဖြစ်တဲ့တိုက်စစ်မှုဖြစ်တဲ့ Resma Whiteland ကိုအီတလီကလပ်ဖြစ်တဲ့ကျွန်တော်သာ အင်တာမီလန်ရဲ့ဘက်ကတော့လိုချင်နေတယ်ပေါ့လေကစားမဖြစ်သူနဲ့ပတ်သက်လို့ဒါမန်ချက်စတာယူနိုက်တက်တင်ရဲ့ဘက်ကဈေးဘလောက်ထိတန်ကြီးတက်မှတ်ထားတယ်ဘာညာနဲ့ပတ်သက်လို့ဘာသတင်းမှမထွက်သေးဘူးဒါပေမဲ့လို့ပေါ့နော်ကစားမကိုအင်တာမီလန်ရဲ့ဘက်ကအမှန်ကန်ခေါ်ဖို့အတွက်ကြိုးပမ်းမယ်လာမယ့်နေ့ဒီမှာထိရောက်တဲ့ကံလန်မှုတွေလည်းပြုလုပ်သွားနိုင်ရည်ရှိတယ်ဆိုပြီးတော့ The Sun တို့ကနေပြီးတော့ဖော်ပြထားတယ်တော်ဒီဒိမတိုက်စင်မှုဖြစ်သူကတော့ပရီးမီးယားလည်းပြီးခဲ့တဲ့ရာသီ32ပွဲမှာမှသူကျွန်တော်တို့က၄ကိုပဲတွင်းထားတဲ့ကစားမဖြစ်တဲ့ ီးခဲ့တဲ့ရာသီမှာတသိန်းလုံးနီးပါးယုံပန်ယုံကန်ခဲ့ရတဲ့လို white land ကလည်းတော်တော်ကိုတိုင်ပတ်သွားခဲ့တဲ့နေရာမှာကျွန်တော်ပါတယ်ဒါကြောင့်မနော် resman white land ရဲ့အပြောင်းရွှေ့က inter milan အသင်းနဲ့လည်းအတိုင်းအတာတစ်ခုထိကျွန်တော်သာစောင့်ကြည့်ကြည့်စရာဖြစ်လာနေတာပါဆိုတော့ဈေးနှုန်းတက်မှတ်မှုများတယ်ဆိုလို့ရှိရင်တော့ inter milan သင်းရဲ့ဘက်ကကစားမပြည်သူကိုခေါ်ဖို့ကြိုးပမ်းမှုဟာအတိုင်းအတာတစ်ခုထိကျွန်တော်သာနောက်ဆုတ်သွားမယ်ပုံစံမျိုးပါသူတို့လည်းပဲလက်ရှိအချိန်ထိကတော့ဘောနော်ကျွန်တော်တို့ဒီ inter milan သင်းရဲ့ဘက်ကတော့ market stretch ကို လက်ရှိ Resman Whiteland ကိုခေါ်ဖို့အတွက်ကျွန်တော်သာစိတ်ဝင်စားနေတယ်။နောက်ထပ်အပြောင်းအရွှေ့သတင်းတစ်ခုကိုကျွန်တော်ကြည့်ရရင် Victor Gilchrist နဲ့ပတ်သက်တဲ့သတင်းမှာလက်ရှိနွေရာသီအပြောင်းအရွှေ့မှာတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲ Victor Gilchrist ရဲ့အပြောင်းအရွှေ့ဒီအသင်းကြီးဂျားထဲမှာတော်တော်များများဆိုသလိုရေပန်းစားနေကြတာပေါ့နော်။သူတပင် Geocrest နဲ့ပတ်သက်လို့ရှိရင်ကစားမားကပြီးခဲ့တဲ့ရာသီကတကယ်ကောင်းတဲ့ performance တွေကျွန်တော်ပြထားတာ။ နော်ဂိုးတွေလည်းအများကြီးတွင်းထားတာဒါပေမဲ့လို့လက်ရှိသူနဲ့ပေါ့နော်ပတ်သက်ပြီးတော့သတင်းထွက်နေတဲ့အာစနယ်တို့ Chelsea တို့ကအတိုင်းအတာတစ်ခုထိကစားသမားတွေကိုစီခေါ်ပြီးနေကြပြီ Chelsea ဆိုလို့ရှိရင်တိုက်စစ်မှာ Gyökeres နဲ့အရန်သတင်းထွက်တယ်သူတို့လည်းပဲသူတို့ဟာ Liam Delap ကိုဦးစားပေးပြီးတော့သူတို့ခေါ်လိုက်တယ်ဆိုတော့သူတို့မှာ Nikolai Jackson ရှိမယ် Liam Delap ရှိမယ်ဆိုတော့ Victor Gyökeres တို့ကလမ်းရှိပါအောင်မလားမသိတော့ဘူးဒါပြင်အာစနယ်တင်းရဲ့ဘက်ကလည်း Gyökeres နဲ့သတင်းတွေထွက်ပြီးမဲ့လေလို့ ဒီဘင်ဂျမင်ဆက်ကိုကိုသူတို့ကအမှန်ကန်ခေါ်ဖို့လက်ရှိကြိုးပမ်းနေတယ်။ဒါတော့အာဆင်နယ်ကချယ်ဆီကိုကစိတ်ဝင်စားပြီမဲ့လို့ဂူဂရက်စ်နဲ့ပတ်သက်လို့ထိရောက်တဲ့အပြောင်းအရွှေ့လှုပ်ဆောင်မှုတွေဘာမှရှိမထားဘူး။ဒီတော့ဗီတာဂူဂရက်စ်ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးဘယ်အသင်းမှတိတိယယောက်ကြိုးပမ်းခြင်းရှိမနေတဲ့အနေအထားမှာအကစားမဖြစ်သူကိုအမှန်တကယ်ကအသင်းနေစိတ်ဝင်စားကြပါရဲ့လားဒီနေရာဒီပြောင်းရွှေ့မှာအသင်းကိုပြောင်းရပါမလားဆိုတဲ့သတင်းတွေတက်လာတာပေါ့လေနောက်ဆုံးရပုတ်ရီယာဆိုလို့ရှင်တော့ဂေဂရက်စ်ကိုခေါ်ဖို့အတွက် လက်ရှိမှာအက်တလက်တီကိုမက်ထရီကလုံးဝပေါ့နော်ဒါလူစားအပြောင်းလဲလဲတာမျိုးတွေပဲကျွန်တော်တို့ဖြစ်ဖြစ်ကစားသမားအလိုက်ပြီးပြီးတော့လဲတာမျိုးတွေပဲဖြစ်ဖြစ်ပြုလုပ်သွားဖို့အတွက်ကြိုးပမ်းနေတယ်ဆိုပြီးကျွန်တော်သိရတယ်စတူဒီယံတိုက်စစ်မှုဖြစ်သူကတော့လက်ရှိကျွန်တော်ဒါပေါင်တန်း60လောက်ထိပုံမေဆိုရင်ကုန်ကြနေတဲ့တိုက်စစ်မှုမျိုးပါ26နှစ်လဲကျွန်တော်ရှိနေပြီပေါ့နော်အဲကြောင့် Vader Gugress နဲ့ပတ်သက်ပြီးတော့လက်ရှိဘယ်အသင်းကထိတိယောက်ကျိုးပမ်းလာမလဲစောင့်ကြည့်ရပါမယ်ရှေ့မှာသတင်းထွက်ထားတဲ့ Arsenal တို့ Chelsea တို့ကတော့အခုချိန်ထိ ထိရောက်တဲ့ကံလန်းမှုတွေကိုကျွန်တော်ဘာမှမတွေ့ရသေးဘူးပေါ့နော်ဆိုတော့နောက်ထပ်သတင်းကတော့အာဆင်နယ်တို့ပေါင်းတဲ့ပတ်သက်တဲ့သတင်းမှာအာဆင်နယ်ရဲ့ဘက်ကတော့ဒီနူယာဒီအပြောင်းရွှေ့မှာနျူကာဆယ်တင်းရဲ့တိုက်စစ်ကစားသမားဖြစ်သူအီဆက်ကိုခေါ်ယူဖို့နဲ့ပတ်သက်လို့တောက်လျှောက်ဆိုလိုစိတ်ဝင်စားမှုရှိတဲ့အသင်းတွေထဲမှာထိတ်ဆုံးကပါနေတဲ့အသင်းပေါ့လေဒီနေရာမှာသူတို့တိုက်စစ်ပြစ်မှတ်တင်တဲ့ပတ်သက်လို့ Vita Gugres တို့ကျွန်တော်ရှိမယ်ဘင်ဂျမင်ဆယ်စကူတို့ကျွန်တော်ရှိမယ်အီဆက်တို့ကျွန်တော်ရှိမယ် ကံမကောင်းစွာနဲ့ပဲ Newcastle ကဒီ Champions League ဝင်ခွင့်ရသွားတယ်ဆိုတော့ New Arsenal ရဲ့ထိတ်တန်းပြစ်မှတ်ဖြစ်တဲ့ဒီ Isak ကိုခေါ်ယူဖို့အခွင့်အရေးဟာမဖြစ်နိုင်တဲ့လို့ကျွန်တော်နေပါသွားပြီဒီတော့ Arsenal အနေနဲ့ပေါ့နော် Isak ကိုတော်တော်လေးသဘောကျတဲ့နေရာမှာပါတယ်တကယ်လည်းခေါ်ခြင်းတဲ့နေရာမှာကျွန်တော်တို့ပါတယ်သို့တော်လည်းပဲ Newcastle ရဲ့ Champions League ဝင်ခွင့်ရတဲ့အတွက်သူတို့ဒီအနေနဲ့ခေါ်မေးဆိုရင်တောင်မှဈေးတက်တက်တတနဲ့ခေါ်လို့မရတော့သလို ပေါင်တန်းရာချီပြီးပြီးတော့ခေါ်ရနိုင်ခြင်းရှိတယ်ဆိုတဲ့ပုံစံမျိုးမြင်လာရတယ်။ဒါပြင်သူတို့ရဲ့နောက်ထပ်ပြစ်မှတ်တစ်ခုတည်းပြစ်မှတ်တစ်ခုဖြစ်တဲ့ဒီ Benjamin Sesko Sesko ဆိုလို့ရှိရင်လည်းပဲ Arsenal နဲ့ Artida Edu တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဗာလဲဘာဒရာလာเนาะသူတို့ရဲ့ဘက်ကနေပြီးတော့အမှန်ကန်သဘောကျတဲ့ကစားမတယောက်တိုးတော်လည်းပဲပေါင်30ပေါင်90နဲ့3000တိကုန်ကြနိုင်မဲ့အခြေအနေမျိုးကြုံနေရတယ်။ဆိုတော့ဟိုကစားမကတော့အသက်ခါငယ်သေးတယ် เนาะအချိန်အများကြီးတုံးလို့ရသေးတယ်တူတူလေးပဲတန်ကြီးဟာပေါင်93တန်းတိကျွန်တော်ရှိနေတယ်ဆိုတော့အာဆင်နယ်အတွက်ပြောင်းရွှေ့ကြီးဟာအခက်ခဲဖြစ်နေတယ်။ Isak ကလည်းပဲကစားမကိုသဘောကျတယ်ဆိုပေမဲ့ Champions League ဝင်ခွင့်ရသွားတဲ့ Newcastle ကြောင့်ခေါ်ဖို့ကမဖြစ်နိုင်တယ်လို့ဖြစ်သွားတဲ့အချိန်မှာဈေးလည်းတက်တာတယ်26နှစ်တော့ရှိနေပြီဆိုပေမဲ့လို့ Victor Gyokeres လို့ကစားမမျိုးပဲသူတို့ရဲ့ plan ထဲမှာကျန်တော့တယ်။ဒါပေမဲ့လည်းလို့ပေါ့နော်အာဆင်နယ်ဘက်က Gyokeres ဆိုတာတဲ့ 63တန်းတန်းဘင်ဂျမင်ဆက်ကူကူပဲခေါ်ဖို့ကြိုးပမ်းနေတဲ့အတွက်ပေါ့နော် အာဆင်နယ်တိုက်စင်မှုဘယ်သူဖြစ်လာမလဲဆိုတာအခုချိန်ထိကျွန်တော်တို့ကစိတ်ဝင်စားဖို့ကောင်းနေတဲ့အရာတစ်ခုဖြစ်ပြီးတော့ဘယ်ကစားမကိုရောက်လာအောင်သူတို့ကြိုးပမ်းနေတယ်ဆိုတာလည်းအတိအကျသိရခြင်းရှိတဲ့အနေအထားမှာမရှိသေးဘူးဒါပေမဲ့လို့သူတို့ရဲ့ဦးစားပေးသည့်ကစားအီနီးပြားနဲ့တောင်းအောင်ရှိသူတွေရဲ့ဦးစားပေးသည့်ဘင်ဂျမင်ဆက်ကူပါပေါင်63တန်းတန်းကုန်ကြနိုင်တဲ့အပြောင်းရွှေ့လို့ကျွန်တော်ပြောရမှာပါလေဆိုတော့နောက်ထပ်သတင်းတစ်ခုကိုကျွန်တော်တို့ကဆက်ပြီးတော့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင် ဒါခဏလေးနော်ဘက်တရီနေကျွန်တော်ရှိအောင်မလဲ alright alright so okay နောက်ထပ်သတင်းတစ်ခုကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှင်တော့ကျွန်တော်ဂိုးသမားဖြစ်တဲ့ဟိုဝမ်ဂါစီယာ ਨੇ ပတ်သက်လို့ပေါ့လေနီပြာဖြစ်တဲ့ဒီပပ်ဂွာဒီယိုလာကတော့ဗောနော်ဟိုဝမ်ဂါစီယာဟာတကယ်ကောင်းတဲ့ဂိုးသမားတစ်ယောက်ဖြစ်ကြောင်းပြောထားတယ်ဗောနော်သူကကုသကို report လုပ်တဲ့သူတွေကနော်ကစားသမားတွေကတော့ဂါစီယာဟာအင်မတန်ကောင်းတဲ့ဂိုးသမားတစ်ယောက်ဆိုတာဗောနော်ဖြစ်ကြောင်းသူပြောထားတယ်တိုးတော်လည်းပဲမန်ချက်စတာစီးတီးကဒီ ဒီကုသမားနဲ့ဗာတရင်မမထွက်ဘူးပေါ့ဗျာမန်ချက်စတာစီးတီးရအပြောင်းအရွှေ့ရာသီတစ်ခုတိုင်းမှာဒီကုသမားကစားသမားပေါင်း900လောက်နဲ့တရင်ထွက်နေတဲ့ဘာညာဆိုတဲ့ပုံစံမျိုးတွေပါသူကပြန်ပြီးတော့တုံ့ပြန်ထားတယ်ဆိုတော့ David Ornstein ကို sorry ပါလေဒီ Fabrizio Romano ရဲ့ report ရတော့ Juan Garcia ဒီ Barcelona ကိုပြောင်းဖို့အတွက်တော်တော်ကိုအခြေအနေကောင်းနေပြီဆိုပြီးတော့ကျွန်တော်သိရတယ်ဒီထဲမှာမှ Manchester City ရဲ့ဘက်ကလည်းကျလို့ဒီကာစီယာကိုလက်ရှိကုသမားနေရာမှာအစားထိုးဖို့အတွက်တရင်နေထွက်ထားသလိုအာဆင်နယ်ရဲ့ဘက်ကလည်း David Raya ရဲ့ backup အတွက်ပေါ့နော်ဂူရမာကောင်တယောက်ကိုသူတို့ရှာနေတယ်ဘာစီလိုနာရဲ့ back ကလည်းလက်ရှိသူတို့မှာ Tastigan တို့ဒီ Chelsea တို့ရှိပြီးမယ်လေလို့ Juan Garcia ရဲ့အသင်းရဲ့အနာဂတ်လို့သူတို့သဘောပေါက်ထားတဲ့အတွက်သူတို့တွေလိုချင်နေပေါ့ဗျာဆိုတော့ကြောင့် Espanyol ဂူရမာဖြစ်သူ Juan Garcia ကိုပဲအသင်းကရအောင်ကြိုးပမ်းသွားမလဲဆိုတာတော်တော်ကိုစိတ်ဝင်စားစရာဆိုတော့ဘာစီလိုနာကိုပြောင်းဖို့နှီးစက်နေတယ်ဆိုတဲ့သတင်းတွေကြားချောက်ကျွန်တော်ကြားနေရပြီမြဲ့ ီပရီးမီးယားလိကလပ်အသင်းတွေအတွက်လည်းအခွင့်အရေးမရှိတော့ဘူးလို့ကျွန်တော်ဆိုလို့လို့မရဘူးပေါ့နော်။ဒါကြောင့်အပြောင်းရွှေ့ဒီမှာဂူသမားဖြစ်တဲ့ဟွမ်ကာစီယာနဲ့ပတ်သက်လို့ရှိရင်လက်ရှိချိန်ထိတိကျတဲ့အသင်းမရှိသေးပါဘူး။ဘယ်အသင်းကိုပြောင်းမယ်ဆိုတာနောက်ဆုံးချိန်ထိကျွန်တော်စောင့်ကြည့်ရမယ့်သဘောမျိုးပါ။ဆိုတော့ဒါကတော့ကျွန်တော်တို့အနေနဲ့ဒီနေ့မနက်ရဲ့နောက်ဆုံးရထားတဲ့အပြောင်းရွှေ့တချို့ပေါ့လေ။ညီတို့အနေနဲ့လည်းဒီထဲမှာစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေပါသွားနိုင်မယ်လို့မျှော်လင့်ပါတယ်။ကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုချစ်သီးများကြီးပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ဆက်ပြီးတော့တွေ့ပါမယ်။အားလုံးကိုကျေးဇူးပါ။